ကသူတို့ဘာသာကိုကိုးကွယ်တဲ့ပုံကမာကတ်တင်မှာဟိုကိုးကွယ်ရင်မကတ်တင်ဘူးလို့ပြောတယ်လေအဲ့လိုပြောတယ်အဲ့ဒါဆိုသူကရုဏာတရားမေတ္တာတရားကဘလို့ ਈ တော်ဘောသူတို့ပြဿနာဘုရားဆိုလို့ရှိရင်သူ့ကိုလှုပ်ကြိုင်တဲ့ဒေဝတက်ကိုတော်မှာမေတ္တာထားနိုင်တယ်လေဆိုတော့ကဘုရားမှန်ရင်မေတ္တာတရားဟာတတ်တာမပြောချင်တာနော်သူတို့ဘုရားဆိုရင်ဒါမေတ္တာမြတ်တာလေပါတော်ရာဟုလာပေါ်မှာထားတဲ့မေတ္တာနဲ့ဇေယ္ဇမာနတ်တို့ဒေဝတက်တို့ပေါ်ထားတဲ့မေတ္တာအတူတူပဲပြောတာဟုတ်အာဒီကငါလှုပ်ကြိုင်တဲ့ဒေဝတက်ငါမထားနိုင်ဘူးဘုရားမရှိပါဘူး အာတားတော့မို့လို့ပို့ထားမယ်မရှိပါဘူးတန်းသူပဲအဲ့တော့အခုသူတို့ပြောတယ်ဘုရားသခင်ကြတော့သူတို့ကိုကိုးကွယ်တဲ့သူကိုမကက်တင်ပါမကိုးကွယ်ရင်တော့ကက်မတင်ဘူးပြစ်ထားမှာသူကငါမကိုးကွယ်တဲ့ကောင်သွားစီထားလိုက်တာဆိုတော့ဘလို့မေတ္တာတရားကြီးလဲပေါ့နော်အဲ့တော့ဘုရားသခင်ငဲ့မေတ္တာတရားဟာတော်များတောက်ဘူးပေါ့နော်ဟုတ်အဲ့ဒါဆရာတို့ကြီးကပြောနေလားအာလူတွေစဉ်းစားမပြတာနော်အဲမဲ့လောကကြီးကမာတန်ရဲ့ပတ်သက်လာရင်သိမစဉ်းစားတတ်ဘူးနော်စဉ်းစားသူတွေတော်တော်အားနေတယ် အစားအသောက်ကိစ္စတွေမှာသာတော်ရင်တော်ရမယ်ထမြင်ထမြင်ကြမယ်။ငါသားရင်းနဲ့ပတ်သက်လာရင်သိမစစကြပါဘူး။ဟိုချိုးစောရကရိုးရကိုမကြုံနိုင်တာပြောတာ။ tradition နဲ့ပေါ့နော်။ချစ်ဘိုးဘွားအစစ်စက်ကယုံကြည်မှုတစ်ခုကို မကြုံလုံးနိုင်ဘူး။အဲ့ဒီကိုဘောင်ကြုံကြီးမတွေးနိုင်ဘူး။သိလား။အဲ့လိုတွေးလိုက်ရင်ဝရဲ့ကြီးတို့လိုဘာလို့ပေါ့နော်။အဲ့လိုမျိုးအတွေးတွေဖြစ်နေတာလေ။ဘောင်ကြော်ပြီးမတွေးတတ်ဘူးပေါ့နော်။အဲ့ဒါရှားနေရာတွေမှာသာစံတမ်းမှုတွေသူတေသနာတွေရှားပွေးမှုတွေလုပ်ကြတယ်။ ဘာသာရေးနဲ့ပတ်သက်ပြီးတော့တိတ်ပြီးတော့လုံးကြအောင်မတွေးကြအောင်နော်အဲ့လိုမျိုးဖြစ်နေတာပေါ့ဒါကြောင့်လည်းလောကကြီးမှာဗုဒ္ဓဘာသာအင်အားနည်းတယ်လေနော်အဲ့ချိုးအဲ့ဒီတို့ကတော့အိန္ဒိယသူ့ပြည်ညာချင်းတယောက်အဲ့ဒါပြောတာပေါ့ချင်းပြားဗုဒ္ဓဘာသာကတကယ်မှန်တယ်ဆိုရင်တကယ်ဘာလို့ကကိုယ်ကရမှာပေါ့ तू လည်းတရားလို့ပြောတာတရားလားဘာလို့ဗုဒ္ဓဘာသာမကိုယ်ကွယ်တယ်လဲအဲ့ဒါမမှန်လို့ပေါ့ तू तू တည်လား तू က ။ဟိုမှာသာဝရဘုရားသခင်ကမှန်လို့ပြောရတယ်။ကိုယ်ကလည်းများတယ်လေသူက။အဲ့များတာကိုမှန်တယ်လို့တာတဲ့သူက။မဟုတ်ဘူးလို့အဲ့ကဲနေကြတာလို့ခေါ်တယ်။မြန်မျက်စိကန်းနေတာလို့နော်ပြောရတာ။အမှန်တရားကိုမမြင်နိုင်တဲ့ခါကျတော့ကိုကိုကဲသူကများသွားတာသဘောပေါ့ဗောနော်။အဲကြောင့်ဆိုတာကများတိုင်းမှန်တာမဟုတ်ဘူးနော်လို့သူပြောပြရတာသူက။သူကအဲ့လိုမျိုးကောက်ချက်ကြတာပဲသူက။ဘုရားဘာသာတကယ်မှန်တယ်တကယ်ဘာလို့ကိုယ်ကရမှာပေါ့တဲ့အဲ့တော့ဘုရားကသာဝရဘုရားသခင်ကမှန်လို့ ။ဟာဝရဘုရားသခင်ကိုယ်ွယ်တဲ့ပုဂ္ဂိုလ်ကများနေတာပေါ့လေသွားလေသွားပြောတာပေါ့။အဲ့လိုမျိုးပြောလို့မရမလဲလို့ပြောတာပြောနော်။ဒါသိပ္ပံပညာရှင်တွေရုံးနေတာ။သိပ္ပံပညာရှင်တောင်မှအဲ့လိုမျိုးတွေးတာပြောတာလား။အခြားနေရာမှာသူတော်ပြီးမှဘာသာရေးနဲ့ပတ်သက်လာရင်သူကမတွေးနိုင်တော့ဘူး။အဲ့လိုမျိုးဖြစ်တာပေါ့နော်။ခုနကလူတွေကဘာသာရေးနဲ့ပတ်သက်လာရင်စဉ်းစားပြွေးခွာမှုက အလွန်အားနည်းတယ်။အားနည်းတော့သူမြတ်စွာဘုရားတဲ့ကလည်းပြောတယ်မလားတင်းစီစီအားပြောတယ်လေ။နော်ညံရှိတဲ့သူတွေခေါင်းမပေါ်ရစီသွားညံမရှိတဲ့သူငါစီလာလိုက်မယ်ဆိုတာပြောတာပဲလေ အဲလောကမှာကစဉ်းစားမှုကအတော့အားနေကြတယ်ပြီးရင်အလွယ်လိုက်ကြတာကိုနော်ဘုရားဘာသာကခတ်တယ်လေငါးပါးသီလတွေထိန်းရတယ်စောင့်သိမှုတွေများတယ်ပြီးရင်ဘုရားကလည်းမကယ်တင်ဘူးလေကယ်လို့ကယ်ချင်လို့မရလို့မကယ်တာလေနော်အဲ့ဒါစဉ်းစားကြည့်ရင်ပေါ်ပါတယ်ကယ်လို့မရဘူးဆိုတာပေါ်ပေါ်လင်းပါတယ်နော်လောကမှာတော့မှနော်အလွန်ကြီးလေးတဲ့ပြစ်ဒဏ်တွေလွတ်ထားပြီဆိုဘယ်သူမှကယ်လို့မရအောင်အဲ့လိုမှသာဥပဒေကမဲ့ချလိုက်ပြီဆိုရင်သွားတာပဲလေနော်ဒါချင်းချင်းချားတယ်လေဒါလောကဥပဒေတစ်ခုတောင်မှကယ်လို့မရတဲ့ဥစ္စာကို ။ဘာဝပြည့်တန်တခုဘယ်လိုလုပ်ကယ်လို့ရမှာလဲ။နော်။အခုအခုသူတွေကအကျိုးပေးတယ်ဆိုတာကဘုရားရဲ့တခင်ကတန်ခတ်တာမဟုတ်ဘူးနော်။သူတို့စီမှာကတော့ဒါဘုရားတခင်ကတန်ခတ်တာလို့ပြောတာဘူး။ဘုရားမန္တမာကဘုရားကတန်ခတ်တာမဟုတ်ဘူး။တဘာဝတရားတန်ခတ်တာ။ဟုတ်လား။သူလုပ်ထားတဲ့အကုသိုလ်တဘာဝတရားကသူ့ကိုထံပြန်ခတ်တာပဲ။အဲ့တော့အကုသိုလ်ကြောင့်ဖြစ်တဲ့တဘာဝတန်ကိုတော့ဘလို့မှအဝယ်လို့မရဘူး။နော်။တဘာဝဘေးရန်တွေကိုကောက်ွယ်လို့မရအောင်ဒီနေ့ခုမှပဲကြည့်လေဟိုအုံတိုင်းဘေးရန်တွေအားရမလားနော်တဘာဝဘေးရန်တွေကိုကောက်ွယ်လို့မရပဲလေ နော်ခံရကြခံရတာပဲလीနော်အဲ့လိုဒါဘာမှမဟုတ်တဲ့တဘာဝရေဘေးအန္တရာယ်တွေမီးအန္တရာယ်တွေလေအန္တရာယ်တောင်မှခံရသေးတယ်ဆိုရင်အကုသိုလ်ရဲ့တဘာဝခံရရတယ်လို့ခံရမှာပဲနော်အဲ့ဒါကြောင့်ဦးဇင်းတို့တရားသခင်ကတာဝန်ယူပြီးလို့မရဘူးမယူရှင်လို့မဟုတ်ဘူးမယူပြီးလို့မရလို့ကိုမရမယူတာနော်ဒါကိုသဘောပေါက်ဖို့လိုပါတယ်နော်တချို့ကဗုဒ္ဓဘာသာဘာမှတာဝန်မယူဘဲကောင်းမလဲဟိုမှာတာဝန်ယူတာကောင်းတာပေါ့ဆိုတော့အဲ့ဒါလူရင်းကြိုက်သွားတာနော်အဲ့ကဲ အဲဒါဆိုရင်ဒီမှာပဲရကြအောင်ဆိုနော်ဟောဥပုပ်ဆောင်တယ်သူလည်းဥပုပ်ဆောင်တယ်ကိုလည်းဥပုပ်ဆောင်ဘုန်းကြီးတို့တွေတတိထားရမှာကအတန်တူပေမဲ့လို့အဆန်တူရလားဆိုတာကိုတတိထားဖို့လို့ပေါ့အဲအတန်ကတော့တူလိမ့်မယ်သူကလည်းကမ္မထာအထုတ်တယ်ကိုကလည်းကမ္မထာအထုတ်သူကလည်းပရိစိတ်မယ်ကိုကလည်းပရိစိတ်သူကလည်းဖရာကုံတော်ပွားတယ်ကိုကလည်းဖရာကုံတော်ပွားတယ်ဟောတေချာကြည့်ရင် တာမမသိတဲ့ပုံကိုယ်တွေကတော့ဘာသာတရားအတူတူပဲလို့ဒီလိုသွားတယ်အဲ့မတမကွဲပြားခြားနာမှုတွေအခြေခံကွဲပြားခြားနာမှုမသိလို့ရှင်ရောရောင်ပြီးတော့ဘာသာတရားဆိုတာအတူတူပါပဲလို့လုံးတဲ့ထဲမှာဟာဟုတ်နိုးနိုးလို့ထင်ပြီးတော့သွားလုံးပြီးလို့ရှင်ဒုက္ခတွေရောက်တယ်အဲ့တော့လုံးဝမတူအနှစ်သာရပိုင်းကိုကြည့်ရမယ်လုံးဝမတူဥပုသ္စောင်းနာလေးတစ်ခုပဲကြည့်လေ ဥပုသ်ဆောင်တာလေးပဲတခုထိဘုန်းကြီးတို့ဟောထားတာရှိတယ်ဥပုသ်ဆောင်ခြင်းအဓိပ္ပာယ်ဆိုတာအရင်ကဟောထားဘူးလေအဲ့ဒီဥပုသ်ဆောင်တယ်ဆိုတာကအင်မတန်မှကွာခြားတယ်ဘုရားဘာသာတွေဥပုသ်ဆောင်တယ်ဆိုတာကိုချင်းတရားနဲ့နေထိုင်ခြင်းလို့အဓိပ္ပာယ်ရကိုချင်းတရားကိုကျင့်သုံးပြီးနေထိုင်ခြင်းလို့ဥပုသ်အစာမစားရုံတက်တက်မဟုတ်ဘူး လူတွေကညနေစာဓမင်းမစားတာလေးကိုဥပုပ်လို့ထင်းနေတာเนาะခိုးစားနေဘယ်လိုလုပ်အဲ့တော့ညနေစာလေးဥပုပ်မစားတာကိုဥပုပ်ခေါ်တာမဟုတ်ဘူးเนาะကိုစောင့်တည်ထားတဲ့ကိုချင်းတရားကိုရဲ့ဘောင်းတောင်းလောက်ထားတာပေါ့လေထိတ်ထန်ထားတာဒီကနေ့ဖြင့်ငါဘာမလုပ်ဘူးဘာမလုပ်ဘူးဘာလုပ်တာကရှောင်းမယ်ဆိုတဲ့အဲ့ဒီရှောင်းခြင်းနဲ့အချက်တွေကိုလိုက်ကြည့် ရှစ်ပါးသီလဥပုံဆောင်ထားတယ်ဆိုတော့လိုက်ကြည့်ဒီကနေ့သူများတဲ့တတ်ချင်းမှရှောင်းမယ်သူများဥစ္စာခိုးချင်းမှရှောင်းမယ်မမြတ်သောမေရုံချင်းမှရှောင်းမယ်ဆိုတော့ဒီကျင့်စဉ်တွေကိုလိုက်ကြည့်မယ်လို့ဆိုလို့ရှိရင်ညာနာပုဂ္ဂိုလ်တွေကျင့်တဲ့အကျင့်ဟိတာတွေကတာမန်ပုဂ္ဂိုလ်တွေကျင့်မှုခက်တယ်လေအဲ့ဒါလို့ညာနာတွေကျင့်တဲ့အကျင့်မျိုးကိုဒီကနေ့တရက်တာလေးတို့တွေကျင့်လိုက်ရပြီဆိုတော့ ဘလောက်မွန်မြတ်တယ်လဲတသက်လုံးမလုံးနိုင်တော့မှတရက်လောက်လုံးလိုက်တယ်ဆိုတာအလွန်မွန်မြတ်တယ်လေအေးအစာငတ်ခံရုံတသက်ဥပုသ္ဆောင်တာမဟုတ်ဘူးအစာမစားဘူးဆိုတာဟာဘုရားဘာသာရေးအစာမစားဘူးဆိုတာအငတ်ခံတာမဟုတ်ဘူးမနဲ့မှာဝါအောင်စားထားတာဆယ့်နှစ်နိုင်ဟိုဘက်မစားဘူးဆိုတာဘာတော့မအိတ်ချင်တော့ဘူး အစာအတွက်အလုံးမရှုပ်တော့ဘူးအလုံးမရှုပ်တော့ဘာလို့လုံးတရားနှလုံးသွင်းနိုင်တယ်ပို့ပြီးတော့စိတ်แท้ကစိတ်ရဲ့အညစ်အကြေးတွေကိုတန်ရှင်းအောင်လုပ်နိုင်တယ်ဩတရားနှလုံးသွင်းခြင်းဖြင့်စိတ်แท้မှာဖြစ်ပေါ်လာတဲ့စိတ်ရဲ့အညစ်အကြေးတွေကိုတန်ရှင်းရေးလုပ်အဲ့ဒါဟာတကယ်ဥပုံရဲ့အနှစ်သာအဲ့တော့သူလဲဥပုံဆောင်တယ်ကိုလဲဥပုံဆောင်တယ်ပြောမယ်ဆိုလို့ရှိရင်အနှစ်သာရခြင်းတူရလားတိုက်ချီပေါ့ တော့မတူဘူးဆိုလို့ရှိရင်အတ္တနာတူတာအဲ့ဒါကြောင့်မလို့သာသနာတော်မှာဒီဗုဒ္ဓမြတ်စွာရဲ့သာသနာကိုနေယနိကသာသနာလို့ခေါ်တယ်။လောက်ရင်လောက်တဲ့အတိုင်းဖြစ်တဲ့သာသနာ။အဲ့ဒါကြောင့်မလို့ကိုယ့်ရဲ့သာသနာရဲ့အနှစ်သာရကိုသိဖို့အမြတမ်းအရေးကြီးတယ်ပေါ့။အနုမို့ဆိုလို့ရှိရင်အနှစ်သာရကိုမသိလို့ရှိရင်ဒီကနေ့ခင်မှာ ဘာသာတရားတွေရောရောင်ပြီးတော့ဟိုလူကလည်းဒါဒီလူကလည်းဒါဆိုဟုတ်လို့ထင်းနေတာကြတယ်ပေါ့မတည်ဘူးသူတို့မှလည်းဖရာရှိတယ်သူတို့မှလည်းတရားရှိတယ်သူတို့မှလည်းတန်ခါရှိတယ်ဘုံကြီးရှိတယ်နဲ့ဆိုပြီးတော့ဟုတ်ကလားအေတူလားလို့ဆိုရင်အလွန်ကွာခြားတယ်အနှစ်သာရချင်းဒါကြောင့်မလို့အတန်တူပြီးတော့ဒီလိုအနှစ်သာရချင်းမတူတဲ့အခြေအနေတွေကိုအခုမှ ပြောပြရတာမဟုတ်ဘူးမြတ်စွာဘုရားလက်ထက်ကလည်းပဲဒီလိုပဲတို့လည်းတူတူပါပဲ